ောက်တိုဘာ6ရက်ကကျင်းပတဲ့မကွေတိုင်းဒေသကြီးလွှတ်တော်မှာလုပ်ငန်းရပ်ဆိုင်ခံရတဲ့အောင်လံမျိုးပေါ်က UKD ရက်ချက်ဆက်ရုံလုပ်ငန်းပြန်လည်လုပ်နိုင်ရေးအတွက်မကွေတိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးပို့တဲ့စာကိုလွှတ်တော်ဥက္ကဋ္ဌကဖတ်ကြားတင်ပြခဲ့ပါတယ်ဒီတင်ပြမှုကိုတက်မတော်သားကိုယ်စားလှယ်တွေအပါအဝင်လွှတ်တော်ကိုယ်စားလှယ်အားလုံးကမတည့်ရက်ကန့်ကွက်ခဲ့ကြပြီးကန့်ကွက်မှုကိုလွှတ်တော်ကအတည်ပြုခဲ့တာပါ အရက်ချက်ဆက်ယုံဟာအောင်လံမျိုးလယ်မှာဖြစ်နေတဲ့အတွက်လေတုရေတုညဉ့်ဉန်းတာမိဘအနေနဲ့စိုးရင်ရလို့ပိတ်သိမ်းတင်ကြောင်းအဆိုကိုလွှတ်တော်မှတင်ပြခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးကျော်ကအခုလိုရှင်းပြထားပါတယ် ကျွန်တော်အမှန်တိုင်းပဂရိချင်ပြောမှာဆို UKD မိသားစုဝင်အများစုကျွန်တော်လည်းရင်းနေတယ်စေဘူးသားချင်းလို့ဒါပေမဲ့ပြည်သူအကျိုးနဲ့ UKD မိသားစုအကျိုးတိုက်ရှင်လာကျွန်တော်ပြည်သူ့ရဲ့မျက်နှာကိုကြည့်ရတယ်ဒါကြောင့်ပြည်သူမြင်လာဘူး။အွန်လိုင်းမြို့မှာနေတဲ့ပြည်သူ9000ရဲ့မြို့ပေါ်ရှိပြည်သူ9000ရဲ့မျက်နှာတွေကိုစူးစမ်းပြီးပြည်သူတွေ